မင်္ဂလာပါရှင်မိုးသားချန်နယ်ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်။နိုဝင်ဘာလ16ရက်နေ့အတွက်စိတ်ဝင်စားဖွယ်ကောင်းတဲ့တင်အကြောင်းအရာတွေကိုဖော်ပြပေးပါမယ်။တရုတ်နိုင်ငံရဲ့ဂျာဝင်စီဆက်ပြီးမှုကြောင့်နိုင်ငံတော်ဆွေရိုင်းနဲ့ကိုကန့်လက်နက်ကိုင်အဖွဲ့ MNDA တို့ဟာဧပြီလအတွင်းမှာအပြစ်ခတ်ရဲစီရီရယူခဲ့ပါတယ်။ MNDA အဖွဲ့ဟာအပြစ်ခတ်ရဲစီရီရယူနိုင်မှုနဲ့အတူလာရှုမြို့ပေါ်ကနေ၎င်းတို့တပ်တွေပြန်လည်ဆုတ်ခွာပေးခဲ့ပြီး ျမတော်စစ်ကြောင်းနေနဲ့ဌာနဆိုင်ရာဖွဲ့စည်းတွေကလာရှုမျိုးပေါ်ကိုပြန်လည်ဝင်ရောက်ခဲ့ပါတယ်။ပြီးကြတဲ့ရက်ပိုင်းမှာတမတော်ဘက်က MNDAA ဖွဲ့ကိုဟိုယာနမ်ပေါင်နဲ့နမ်လန်တီဘောကနေပြန်ဆုပ်ဖို့ပြောဆိုခဲ့ပြီး MNDAA ဖွဲ့ကညှင်းဆက်မှုများရှိခဲ့တဲ့အတွက်မပြေမလည်ဖြစ်ခဲ့တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။ဒါအပြင်နိုဝင်ဘာလ12ရက်နေ့လောက်မှာတိန်နီဘက်ကကိုကက် MNDAA ဖွဲ့အချို့ကိုဟိုယာနမ်ပေါင်နဲ့တီဘောဘက်ကိုအင်အားဖြည့်တင်ခဲ့တယ်လို့ ိုဝင်ဘာလ14ရက်နေ့မှာ လာရှုဘက်အထက်ကို MNDA ကကတိယာပုံတွင်ချပြီးလမ်းပိတ်ဆို့ခြင်းများဟိုရနန်ပေါင်းလာရှုလန်းနဲ့နမ်လန်လာရှုလန်းကိုလည်းပေးလိုက်တယ်လို့သတင်းများထွက်ပေါ်ခဲ့ပါတယ်။လမ်းတွေပေးလိုက်ပြီးရဲ့နောက်မန္တလေးလာရှုလန်းပိုင်းအခြေအနေဘလိုမျိုးရှိနေပြီးဘလိုမျိုးသွားလာနေရလဲဆိုတဲ့ channel ပတ်သက်လို့ဒေတာခန်တူကနိုဘလာ16ရင်းဒီမှာတကောင်းရဲ့ TikTok လူမှုကွန်ရက်က ပြောဆိုထားတဲ့ရုပ်သက်ဖိုင်ကိုဖော်ပြပေးလိုက်ပါတယ်။ ဒီအစီအစဉ်လေးမစတင်ခင်ကျမတို့ channel ကို like subscribe နဲ့ share ပေးကြပါအောင်ပရိသတ်ကြီးရေဟောလာရှိုမန္တလေးလမ်းတတင်းပေါ့နော်ကျွန်တော်တည်ရတော့ပေါ့ညဒီနေ့18ရက်17လ2025အော်လာရှိုမန္တလေးလမ်းကဘယ်ကနေတွားလို့ရလဲဆိုရင်အဲအခုဒီနောက်ဆုံးဒါတည်ရတဲ့ အချက်အချက်တွေရပါတော့เอ่อลาชูหูยะม้ายเยจีตีม้ายม้ายไก่ปินลงตองจีมันดะเลไอ้ดิแลงก็ตั้วโลยาเดลูกจ้าเดปอเนาะเออดิม้ายเยอ่ะนี่ดิแชมปี้ตองแบงอ่ะนี่ม้ายเยที่อ่ะတော့ลุละตั้วโลยาเดปอเนาะม้ายเยลาชูจ้ามาหูยะมาปိတ်ท้าเดสุดะตะดินนี่ถั่วเด ိုရာကပွင့်နေတယ်ဆိုတဲ့သတင်းတွေကလည်းထွက်တယ်ပေါ့နော်အဲ့တော့ကျွန်တော်ထွက်လာတဲ့အာဆန်း15ရင်းနေ့မနက်ကတော့အာကျွန်တော်ဟိုရာဘက်လမ်းခွဲတဲ့ချိန်မှာအဲ့ဒီကားဆရာတွေကပိတ်ထားတယ်မသွားနိုင်လို့ပြောတယ်ပေါ့နော်အဲ့တော့ဟိုဟာအခုဒီမနေ့ကသတင်းရောဒီနေ့ကသတင်းရောရတော့ဟိုရာဘက်မှာပွင့်နေတယ်အဲ့တော့ဟိုရာ အဲလမ်းဘိုင်းကသွားလို့ရတယ်အဆင်ပြေတယ်ပေါ့နော်ဒါပေမဲ့လည်းသူကတောင်ဘိုင်းဘက်ကနေပတ်သွားအောင်ပါနော်လမ်းကတော့ဝေးတယ်အဲ့တော့တောင်ကြီးမှာတော့တညာအိပ်ရမယ်လာရှိုးမန္တလေးဆိုရင်နေချင်းမပေါ့ဘူးအာတောင်ကြီးမှာတညာတော့အိပ်ရမှာပေါ့နော်အဲ့ဆိုတော့မန္တလေးတောင်ကြီးလာရှိုးလမ်းပေါ့နော်အဲ့ဒါကြတော့နော်အဲ့တော့အဲ့ဒါကတော့တညာအိပ်သွားရမယ်နော်တလန်းကဒီကြပေါ့ပွင့်နေတာကတော့ကျွန်တော်ကိုယ်တိုင်လည်းသွားခဲ့တာဆိုတော့အဲ့ဒါကတော့ကျွန်တော်တို့လာရှိုးဟို လာရှူနာမခေါ်တာလုံးနောင်ချူမန္တလေးလမ်းပေါ့နော်အဲ့တော့အဲ့ဒီလမ်းကတော့ပွင့်တယ်ဇက်ကူးပေးတယ်ပေါ့နော်ဇက်ကကူးပေးတယ်ဒါပေမဲ့ဇက်ကူးတဲ့ကားတွေအရန်များလာကြောင့်မို့လို့အာလာရှူမန္တလေးကိုတရက်ထဲရောက်ဖို့ဆိုတာသူကလည်းမလွယ်ဘူးပေါ့နော်အဲ့တော့ကျွန်တော်သွားတော့အဲ့ဒီနေရာမှာကားတွေကအစီး 80အထက်ပေါ့နော်အစီး80အထက်တရာကျော်လဲကျော်မယ်အဲ့လော်တီကိုသွားပြီးတော့ပိတ်နေရပေါ့နော်အဲအဲ့ဆိုတော့ပြီးရင်ကျွန်တော်တာလုံ၄စိတ်ရောက်ဖို့အထိတမိုင်ခွဲနမိုင်လောက်နီးနီးနေရာအထိကိုကားတွေလာတန်းနေပေါ့နော်အဲအဲ့လိုဆိုတော့အဲ့ဒီဟာကလည်းအခုတော့ဒီနေ့တော့မတည်ဘူးပေါ့နော်အဲကျွန်တော်ကတော့15ရက်နေ့ဆိုတော့16ရက်18ရက်ဆိုတော့9ရက်တော့ကြာခဲ့ပြီဆိုတော့အာ အဲလန်းကတော့ဒါမဲ့ပွင့်နေတော့ပဲဒါပေမဲ့စက်ကူးဖို့ကားနှဲသွားပြီလားများလာသေးလားဘယ်လိုလဲတော့မသိဘူးပေါ့နော်တေချာတော့အဲ့ဒါမှလည်းညအိုက်ဖွားတော့တေချာတယ်ဒါမဲ့တညအဲ့ရမလားနညအဲ့ရမလားမသိဘူးတချို့ကလည်းညညထီစောင်းရတယ်လို့ပြောတယ်ပေါ့နော်တချို့ကလည်းတညထဲပေါ့နော်အဲ့တော့ဒီတာလုံလန်းအားကြတော့ဒီမန္တလေးကနေလာရှိုးကိုပြောင်းရင်အဆင်ပြေတယ်အဲဒီ လာရှူကနေမန္တလေးကိုလာရင်အဆင်မပြေဘူးလာရှူကနေမန္တလေးကိုဆင်းလာတဲ့ကားကဒီနာမခေါ်တာလုံအဆင်မှာသွားကားအရမ်းများတယ်အဲ့ဆိုညအိပ်ပြီးစောင်းရတယ်ပေါ့နော်အဲ့ဒါမဲ့တခါမန္တလေးဘက်ကနေဒီလာရှူဘက်ကိုကြာတော့ကျွန်တော်တိရတော့ကားလုံးဝမရှိဘူးအဲ့ဘက်မှာ10စီး15စီးလောက်ပဲရှိတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့ဟိုမန္တလေးကနေပြန်မယ်ဆိုရင်တော့တောင်ကြီးဘက်ကနေဟေးမိုင်းရဟိုရဘက်အနေမပြန်မဲနေဒီအာနာမခေါ်တာလုံလမ်းကနေပြန်မယ်ဆိုရင်တော့ နေချင်းဖြောင်းသွားနိုင်တယ်ပေါ့နော်ဒါပေမဲ့လာရှိုးကနေမန်းလေးကိုဆင်းမယ်ဆိုရင်တော့အဲဖြောင်းဖို့ရတော့တိတ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့တော့အဲ့ဒီနလန်းကလွှဲရင်ကြံတာတွေကတော့အကုန်ပိတ်ထားတယ်ပေါ့နော်ဘာလို့လဲနမ်လန်လန်းကလည်းကျွန်တော်ကိုယ်တိုင်သွားခဲ့တာဆိုတော့နမ်လန်မျိုးအဝင်ထွက်ကိုလည်းလုံးဝပိတ်ထားတယ်ဆိုတော့အဲနာမခေါ်ထွက်မှလည်းပိတ်ထားတယ်ဆိုတော့ ကိုမိန်လန်းခွဲမှာလည်းပိတ်ထားတယ်ဆိုတော့အဲ့ဒါတွေကကျွန်တော်ကိုယ်တိုင်သွားခဲ့တာပေါ့နော်အဲ့ဆိုဘသူတွေကပွင့်ပြီးဘသူတွေကပိတ်တယ်ဘလို့ပဲပြောပြောကျွန်တော်ကတော့ကျွန်တော်ကိုယ်တိုင်သွားခဲ့ပြီးတော့ကျွန်တော်ကိုယ်တိုင်ဂိတ်တွေမှာဆင်းပြီးစကားပြောခဲ့ရတာဖြစ်တဲ့အတွက်အဲ့ဒါတော့လုံးဝကိုတေချာတာတေချာပါတယ်နော်အဲအဲ့လိုမျိုးအဲ့တော့ကြောက်ကူကြောက်ကူနမ်လန်ကလည်းခုနပြောလို့ပဲနမ်လန်မျိုးဝင်ကိုပိတ်ထားတော့သူကမရဘူးပေါ့နော်အဲ့တော့ဒီတာစီအာနောင်လုံးတောင်းခန်းလန်းကလည်းခုနလိုပဲနမ်လန်အဝင်မှာပြန်ပိတ်ထားတော့သူလည်းမရပြန်ဘူးပေါ့နော်အဲအဲ့လိုမျိုး အဲ့လိုဆိုတော့လမ်းကတော့လောလောဆယ်မှာကျွန်တော်တိရတော့အဲ့နှလမ်းကတော့ဟောရနေတယ်ပေါ့နော်အဲ့တော့ရနေတယ်ဆိုတဲ့နေရာမှာတာလုံလန်းတော့တိကြပေါ့ရတယ်ကျွန်တော်ကိုယ်ရောက်ခဲ့လို့အဲ့တော့ဟိုရကတော့ခုပြန်ပွင့်နေပြန်ပွင့်နေတယ်တွားလို့လာလို့ရနေတယ်လို့ကြားတယ်ပေါ့နော်အဲ့တော့အဲအဲ့ဒီလမ်းကနေတစ်ချက်စုံစမ်းပြီးတော့တွားကြည့်ကြပေါ့နော်အခုကျွန်တော်ကတော့ဒီနောင်ချိုဘက်မှာရောက်နေပြီပေါ့နော်နောင်ချိုဘက်မှာရောက်နေပြီအဲ့တော့ဒါစိုက်ကွင်းနေကျွန်တော်လာကြည့်တာ เนาะအဲစိုက်ကွင်းလေးလာကြည်ဒါကျွန်တော်ဒီဘက်မှာအမကေမကဒီမီယာစိုက်ချင်လို့ပေါ့နော်မကေဒီမီယာကိုကျွန်တော်အေက90လောက်ဟောဖြစ်ဖြစ်အေက60လောက်ဖြစ်ကျွန်တော်စံပြစိုက်ခင်းစံပြစိုက်ခင်းအနေနဲ့ကျွန်တော်စိုက်ချင်လို့လာကြည်ရပါဘောနော်အဲအဲ့တော့မကေဒီမီယာစိုက်ဖူးတဲ့သူဒီတွေ့ကြုံရှိလို့ရှိရင်ကျွန်တော်မကေဒီမီယာအကြောင်းလေးလဲပြောပြပေးသွားပါအောင်လို့ကျွန်တော်တော့နောင်ချိုရောက်နေပြီကျွန်တော်ခဏနေချင်မန္တလေးကိုပြန်ဆင်းတော့မယ်ပေါ့နော် ပြန်ဆင်းတော့မယ်အဲ့တော့နှောင်ချိုမန္တလေးဆိုတော့ကျွန်တော်အေးအေးဆေးဆေးဖြစ်နေပြီအဲ့တော့လမ်းအခြေအနေတွေဒီချာစုံစမ်းပြီးတော့သွားကြပါအဲ့တော့ခုနပြောသလိုပဲအတူတူအတူချုံးလိုက်ရမယ်ဆိုရင် လာရှိုးဟိုရမင်းရဲ့အဲဂျီတီတောင်ကြီးမန္တလေးလမ်းကအသွားပြန်ဆင်ပြေတယ်တောင်ကြီးမှာတညာအိပ်ရမယ်လာရှိုးနာမခေါ်တာလုံး မန္တလေးလမ်းကကြတော့တညာအိပ်ရမလားနညာအိပ်ရမလားဇက်ဆိုင်မှာမသိပါဘူးကားများပါတယ်အဲမန္တလေးကနေလာမယ်ဆိုရင်မန္တလေးတောင်ကြီးဟိုမင်းရဲ့ဟိုရလမ်းကတော့တောင်ကြီးမှာတညာအိပ်အဆင်ပြေမယ်အဲ့လိုမှမဟုတ်ရင်အဲမန္တလေးကနေလာလို့ရှိရင်မန္တလေးကနေလာရှိုးပဲဟိုသွားတဲ့ကားကတာလုံလေးစိတ်မှာကားနေတယ်ကားနေတော့ကျွန်တော်နေချင်းဖြောင်းသွားနိုင်တယ်ပေါ့နော်သူတို့လေကည 12နာရီ1နာရီထိမောင်းပေးတယ်လို့သိရတယ်ပေါ့နော်။အဲအဲ့လိုကျွန်တော်တို့သွားတော့ကလည်းသူတို့မောင်းပေးပါတယ်ကြိုးကြိုးဆက်ဆက်နေဒါပေမဲ့ကားတွေကအရင်များနေရပေါ့နော်အဲ့လိုမျိုးအဲ့မှာ12ဘိုင်းကားတွေရောအဲ့လိုမျိုးကုန်ကားအကြီးတွေရောဆိုတော့အဲ့ဒါတွေပါသွားစောင့်နေရပေါ့နော်။အဲ့တော့တရနေ့တရသတင်းကမတူပါဘူးပေါ့နော်။အဖွင့်အဖွင့်အပိုက်ဆိုတော့ဒီနေ့ကဒီနေ့သတင်းကဒါ16ရက်နေ့17ဘိုင်း2025ပါပေါ့နော်။